လယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဒူတိုင်မူဘုံမူကြီးလင်းနိုင်စိုးနှင့်လက်အောက်ခံများကစစ်မှုရန်တပ်သားတဲ့အရောင်းဝဲလှုပ်ရှင်အကြံဖတ်မှုနှင့်နိုင်ငံရေးမှုများဖြင့်အမှုစင်ဖန်ငွေရှင်းရှောင်းနေမှုများပြုလုပ်နေသည်မန္တလေးတိုင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မူဘုံမူကြီးလင်းနိုင်စိုးဦးဆောင်သောအဖွဲ့ကလူစားတို့စစ်မှုရန်တပ်သားတဲ့များအရာအဝယ်လှုပ်ရှင်အကြံဖတ်မှုနှင့်နိုင်ငံရေးမှုများဖြင့်အမှုစဉ်ငွေကြေးရှမ်းသာသူများကို ဖန်းစည်းငွေချင်းကြောက်တောင်းယူခြင်းများလုံဆောင်လျက်ရှိကြောင်းဖန်းစည်းငွေကြီးညှစ်ခံရသူတရှိုးနှင့်စစ်မှုထမ်းအဖြစ်ဖန်းစည်းငွေညှစ်ခံသူတရှိုးထံမှသိရသည်2024ဩဂုတ်လအတွင်းကလောမြို့စစ်ဦးစီးတပ်ကတော်မှဘုံမူကြီးလင်းနိုင်စိုးကိုမန္တလေးနန်းတွင် အရှိစားအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုအဖြစ်ပြောင်းရွှေ့ခန့်အပ်ပြီးအချိန်မှစတင်၍ လူစားသောစစ်မှုထမ်းတပ်သားများအားအဝယ်ကိုတွင်တွင်ကြဲကြဲလှုပ်ဆောင်လာကြောင်းမန္တလေးတွင်စစ်မှုထမ်းရဲ့အကျိုးဝင်နေသော အသက်16နှစ်မှအသက်35နှစ်အတွင်းငွေကြေးရှမ်းသာသူများစစ်ပွဲလုပ်ငန်းရှင်များ၏တာမများစရင်ကိုဒုတိယတိုင်းမှုဘုံမှုကြီးလင်းနိုင်စိုးကစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့များကိုကောက်ယူခိုင်းခဲ့ကြောင်းသိရှိရသည်လေပိုင်းတိုင်းဒုတိယတိုင်းမူဘုံမူကြီးလင်းနိုင်စိုးကငွေကြေးတက်နိုင်သူများ၏သားများကိုစစ်မှုရန်စီရင်တွင်မပါလိုပါက ငွေကြေးပေးရန်တောင်းယူခိုင်းခြင်းလူစားတို့စစ်မှုထမ်းတပ်သားဝယ်ယူရမည်ဟုဆိုကာငွေကြေးတောင်းယူအစားထိုးပေးခြင်းများလှုပ်ဆောင်နေကြောင်းယင်းသို့ငွေကြေးရှင်းလျှောက်တောင်းယူမှုများကိုဒုတိယတိုင်းမူပုံမူကြီးလေးနိုင်ဆိုကဦးဆောင်က၎င်း၏လက်အောက်ခံစစ်အရာရှိများကစောင်ရွက်လှုပ်ဆောင်ပေးကြခြင်းဖြစ်ကြောင်းသိရှိရသည်ဦးဆောင်တာကတော့ဒုတိယတိုင်းမူဖြစ်ပါတယ်ဒါပေမဲ့သူ့လက်အောက်ခံအလဲပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ပတ်ရေးရလုံခြုံရေးကြီးဝန်းအကောင်မောင်နဲ့ရဲမှုတွေနဲ့ပေါင်းပြီးစစ်မှုထမ်းဥပဒေအကြောင်းပြပြီးငွေညစ်တယ်။နောက်ပြီးငွေကြေးရှမ်းတာတဲ့သူတွေလုပ်ငန်းရှင်တွေကို အကြောင်းမရှိအကြောင်းချသူတို့ပတ်သက်တဲ့ကပုံမှန်တွေထုတ်ပြောဖန်ဆီးပြီးငွေညစ်တောင်းနေ။ငွေရရင်ပြက်လွတ်ပေးတယ်လုပ်ငန်းရှင်တွေဆိုရင်တဦးကုန်ငွေကျပ်300ရာခန်းအထီတောင်းပါတယ်ငွေပေးပြီးပြန်လွတ်လာလို့ရှင်ရင်လဲဓာရီကိုမတိုင်မို့ရှင်းလျှောက်တယ် ဒီအချိန်မှာ PDF တွေနဲ့ပတ်သက်တဲ့ဆိုပြီးရှင်းပြလို့ရတယ်ဆိုပြီးရှင်းလျှောက်တယ်ဟုရန်ကုန်ခေတ်သစ်ဤသတင်းရင်းမြစ်ကပြောဆိုသည်တို့ပြင်လေပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှဘုံမူကြီးလင်းနိုင်စိုးကနိုင်ငံရေးမှုအကြမ်းဖက်မှုပုံမှန်များဖြင့်အမှုစဉ်ဖမ်းဆီးခံရသူများ၏ကြံရည်သူမိသားစုကိုငွေညစ်သည့်အပြင်ငွေကြေးလက်ဆောင်ပစ္စည်းများတောင်းယူခြင်းအခြားသောအခွင့်အရေးများကိုတောင်းယူခြင်းများလည်းကျူးလွန်လျက်ရှိကြောင်းသိရှိရသည် တရှို့နိုင်ငံရေးဆက်နွယ်အမှုတွေက သူမှာပြန်လွတ်ပေးနိုင်တဲ့အခွင့်အာဏာမရှိပဲလှုပ်ရှားနေလို့မရှိရှိတာရှာဖွေလက်ထိုးရတယ်။ဒုတိယတိုင်းမှုကငွေကြေးတစိုးလက်ဆောင်ရတမြအကုံတောင်းယူလက်ခံယူတယ်။ဖန်စီခံရတဲ့သူတွေရဲ့မိသားစုတွေကတော့ကောက်ရိုးတက်မြင်အနေနဲ့ဒုတိုင်းမှုကြီးဆိုပြီးကိုယ့်လူတက်တာစေဖို့ညနေချိုသွေးတောင်းတာအကုံပေးနေရတာဟုလက်တလော PDS ဆက်နွယ်မှုဖြင့်ဖန်စီခံထားရသောလူငယ်တအူ၏ဆွေမျိုးတအူကပြောဆိုသည်။ မန္တလေးအလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမူဗိုလ်မှူးကြီးလင်းနိုင်စိုးသည်စစ်တကတ်တုံအပတ်စဉ်40ကျောင်းဆင်းဖြစ်ပြီးလက်ရှိနန်းတွင်းစစ်ကြောရေးကိုဦးဆောင်စစ်ဆေးခြင်းနှင့်အလဲပိုင်းတိုင်းစစ်ဌာနချုပ်၏စစ်ဘက်ရေးရလုံခြုံရေးလုပ်ငန်းများကိုဦးဆောင်လုပ်ကိုင်နေရကြောင်းသိရှိရသည်။